မင်္ဂလာပါမလက်ပြန်ခொနီယာသားသမီးများအတွက်တည့်ရတာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ထင်းကောက်ကြံ့ကြနေတဲ့ကိစ္စများအဆင်ပြေပြီးတော့ကောင်းသောအပြောင်းလဲများနဲ့ကြုံတွေ့ရတတ်တဲ့မျိုးလေးဖြစ်ပါတယ်လက်လွန်ထားတဲ့ငွေကြေးများပြန်ပြီးတော့ဝင်လာတတ်ပါတယ်အချိန်မှာတော့အသားရနေပါလိမ့်မယ်ကိုလက်ရရန်တာရင်မအောင်တာမျိုးတွေဖြစ်တတ်ပါတယ် တင်လေးပါတယ်ခဏများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အစိမ်းရောင်နဲ့အစိမ်းရင်းရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိအိမ်ရဖျက်မှာလက်ဖက်ရည်ကလို့ပူဇော်ပေးပါ။တနေ့လာသားသမီးများဆိုယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းရခြင်းနာမည်ကောင်းရခြင်းများကြုံတွေ့ရပါမယ်။အချင်းနဲ့အိမ်တော်ကြီးမှာတော့စိတ်လိုမကြစရာတွေများနေတတ်ပါတယ်။ခြံစီသားသမီးအရာတွေကိုရေအသင်းနဲ့လှုပ်ပေးပါ။အစဉ်ပြေအောင်မြင်ပါလိမ့်မယ်။ဘိုင်းအောင်ပိုင်းတာဖြစ်တတ်ပါတယ်။ လေးရှိပါတယ်ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြစ်အောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိအရာဖျက်မှာမလုံးကြီးပေါ်ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားရမီများတော့ယနေ့မှာတော့လူမျိုးကြပါတာကြများရဲ့အကူအညီများရရှိပါလိမ့်မယ်။ရွှေလက်ဝိယန္တနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများအပ်တတ်ပါတယ်။သူတစ်ပါးရဲ့ကြောက်သွင်းခြင်းအထင်လွဲဆွဆွဲခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်တံရရတတ်ပါတယ်။ချစ်တူစီရနေပြီးတော့တည်ငောင်းများကြားအပ်တတ်ပါတယ်။ သစ်ခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြော်နဲ့ငွေရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိအရာဖျားမှာလက်ဖက်တော့ကလူပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများတို့ယနေ့မှာတော့အလုံမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်။ဘာပဲလို့လို့နှစ်ကြိမ်တစ်ခါလောက်ရတတ်ပါတယ်။အဆူဆက်တူရှယ်ယာလုပ်ငန်းတွေမအောင်မြင်နိုင်နေပါဘူး။ငွေအထွက်များနေတတ်ပါတယ်။ခါမြက်ခါနာဖြစ်တတ်ပါတယ်။ချစ်သူစီကနေပြီးတော့မမျှော်လင့်မဲ့လက်ဆောင်ရတတ်ပါတယ်။ ၃၅ပါတဲ့ကရမ်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေရေရအနေနဲ့တော့မိမိအရာဖျားမှာဆမူစာ၅ခုကတ်လို့ပူဇော်ပေးပါ။ကြာတာပရိသတ်မိများတော့ယနေ့မှာတော့အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းရတတ်ပါတယ်။ငွေကတော့စီလိုအပေါက်ရှာပြီးတော့ထွက်နေတတ်ပါတယ်။အထက်လူကြီးအကြီးကဲများဆိုဆိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်။ကောင်းသချံကိုက်နေတတ်ပါတယ်။ချစ်သူရဲ့အထင်လွဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ 58ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ညိုမိုင်းတဲ့ရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိအရာဖျားမှာနင်းစီပန်းကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့သားသမီးလောက်အောင်ငယ်သားတို့သူစိတ်တော်ကရောက်တတ်ပါတယ်။အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။အခြေအေးမှာတော့ဝေးလေကောင်းလေးမျိုးဖြစ်ပါတယ်။ခြေထောက်မှာထိခိုက်တန်ရာရတတ်ပါတယ်။ သုံးခွန်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့နှက်ပြာရောင်ဖြစ်ပါတယ်။ရေတွေဟာနေနေရတော့မိမိအရာဖျားမှာဖဲမုတ်သုံးခုကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်။မိษွေရင်းများနဲ့အဆင်မပြေဖြစ်နေတတ်ပါတယ်။အထက်လူကြီးအကြီးကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်။အလားအပါရွှေရေသနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။ဘိုင်အောင်ဘိုင်နာဖြစ်တတ်ပါတယ်။ ချစ်တူစီကနေပြီးတော့တင်းကောင်ကြားတက်ပါတယ်။36ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်။ယရေအနေနဲ့ကတော့မိမိရဖခင်မှာ လိန်မော်ရင်ကတ်လို့ပူဆောင်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။